အညာဆယ်အားလုံးပဲမင်္ဂလာပါဒီနေ့လေ့လာသွားမယ်ကိုရီးယားသတာလေးကကြတော့ဗမာလိုပေါ့လေဒဲနဲ့တူတဲ့ဒဲလို့ထင်တယ်ဆိုတော့သတာလေးကိုလေ့လာသွားမှာဖြစ်ပါတယ်သူကကြတော့ verb တွေ adjective တွေ noun တွေလိုက်ပေါ့လေအသုံးပုံအသုံးပြုပုံပေါ့လေ formula ကတော့ပါသွားပါလေရှင်။အဲ့ဒီအတိုင်းလေးလိုက်ကြည့်တော့ပါမယ်။ဒါကပြောမယ်ဆိုလို့ရှင်နော် present tense ပေါ့လေ။ present tense ဖြစ်နေတယ်။အဲ့တော့ ဒီအခုလက်ရှိပါဒီလိုဒီလိုလို့ထင်တယ်ဒီလိုတော်တော် net တူတယ်အဲ့လိုမျိုးပြောတဲ့အနေအထားမှာသုံးတဲ့တရားလေးဖြစ်ပါလေရှင်။နောက်အဲ့ဆိုရင်ဆက်ပြီးတော့လေ့ကျင့်ကြရအောင်နော်။ကျမတို့တွေအရှိတုံးကကြတော့အော်လာရတ်ပေါ့လေရတ်ကောကတ်တယော တရတက်ရဲ့ဥရကခတ်တယ်ဆိုတော့အာတရာလေးကိုကျမတို့တွေလေ့လာခဲ့တယ်ပေါ့လေအဲ့တရာလေးတုန်းကကြတော့ကျမတို့တွေဘာလဲဆိုတော့လာမဲ့အနာဂတ်ကိုလှမ်းပြီးတော့မှန်းတာပေါ့လေပြောရမယ်ဆိုလို့ရှိရင်မယ်နဲ့တူတယ်ဆိုတော့တရာလေးကိုကျမတို့ရှေ့မှာလေ့လာခဲ့ပြီးဖြစ်ပါတယ်ဒီနေ့သင်ပေါ်မှာကြတော့အဲ့တော့အာ futures ပေါ့လေ futures ကိုလှမ်းပြီးတော့ခံမနာမဟုတ်ဘဲနဲ့လက်ရှိအခု present မှာပေါ့လေနော်လက်ရှိကာလမှာကိုကပြဿနာကာလမှာ ဖြစ်နေတဲ့ဟာကိုလမ်းအဲ့ဒါကိုပဲခံမှန်းပြီးတော့ပြောချင်တာ เนาะอ่าดิโลดิโลเนี่ยดูเลยดิโลดิโลโลเทนเลยဆိုတော့ตราလေးဖြစ်ပါတယ်ရှင်เนาะမရှင်းမှာဆိုလို့ထပ်ပြီးတော့ပြ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 ပါတယ်အဲ့ဆိုရင် verb နဲ့ဆိုလို့ရှင်သူကကြတော့는것같다ဆိုပြီးတော့သုံးပါတယ်ရှင်เนาะအဲ့တော့ဥပမာကျွန်တော်ပြောပြမယ်ဆိုရင်ဆွဲကိုကီတယ်먹는것같아요 အမဲသားစားတယ်နဲ့တူတယ်ဟိုမှာကတချို့တယောက်တလီပေါ့လေပြောမှာဆိုလို့ရှိရင်အာဗမာတော့ဗမာပဲသို့တော့အမဲသားတွေပါတဲ့အစာစာပေါ့နော်အစာစာကိုစားရတယ်ကောင်းကောင်းမွန်စားရတယ်တွေ့အဲ့တော့ခတ်မှန်းလိုက်တာပေါ့အော်သူအမဲသားစားတယ်နဲ့တူတယ်အဲ့လိုမျိုးခတ်မှန်းတဲ့အနေထားမျိုးကသုံးပါလေရှင့်နော်ဆွဲကိုကီတမွန်နင်္ဂောကတ်တယ်အမဲသားစားတယ်လို့ထင်တယ်အမဲသားစားတယ်နဲ့တူတယ်နောက်စာကြားလေးရကြတော့

လို့ပြောချင်တဲ့သဘောပေါ့လေအခုစားတဲ့မေချော်တို့မိုးတို့လုံးကပါတယ်ရောအဲလူကကျမကိုမသိဘူးလို့ထင်တယ်ဆိုပြီးတော့ပြောတာပေါ့လေနော်အဲ့တော့အခုလက်ရှိအနေထားမှာဟောဒီလိုဒီလိုလို့ထင်တယ်ဒီလိုဒီလိုနဲ့တူတယ်ဆိုတော့ဒီလိုမျိုးခံမှန်းပြီးတော့ပြောတဲ့ပဒါလေးပဲဖြစ်ပါတယ်ရှင်အဲ့ဆိုရင်ဒါကတော့ verb နဲ့ဆိုရင်နော် nung ga ka ta ကိုတုံးပြီးတော့ကျန်တဲ့ဟာလေးဆိုလို့ရှင်ဘယ်လိုတုံးလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြည့်တော့ပါမယ်နော်ตัว itta opta เนี่ยจ้ะတော့လေ nung ko khatta ko ပဲຕົ້ມပါတယ်ရှင်เนาะဘယ်လိုຕົ້ມလဲဆိုတော့ 는것 같다고의 또말해 있다 없다 아래 허비 어, 평정물 보니까 이 영화는 별로 재미없는 것 같아요. 어, 평점 평점 자자로 티벌이 여신을 가고 지이 다루 신에마비마 단남 마 소리 알음유비자 시에 엘 쌤마 마 콘남 마 소리 다 가운데 알음유 벌이 아, 아 평점으로 커버래 너 알아 အဲ့လိုအကက်ဖြတ်အမှတ်ကိုဘိုနီကကြည့်ရတာပေါ့လေဤယုံဟာနဲ့ဒီရုပ်ရှင်ကတော့ဖြောလို့တိတ်ပြီးတော့ဂျမ်မီအွန်နင်ကကတားရောစိတ်ဝင်စားစရာမကောင်းဘူးနဲ့တူတယ်အဲ့လိုမျိုးပြောတာပေါ့လေအဲ့တော့အကက်ဖြတ်အမှတ်ကိုပဲတက်တဲ့အနေနဲ့ကြည့်ပြီးတော့ဟောစိတ်ဝင်စားစရာမကောင်းဘူးလို့ထင်နေဆိုတော့ခတ်မှန်းတာဖြစ်ပါတယ်ရှင်ကိုယ်တိုင်တော့ကြည့်ပြီးတာမဟုတ်သေးဘူးလေနော်ဟုတ်ပါပြီနောက်စာကြောင်းလေးကြည့်ရအောင်အာနဲနူကဤနင်ကကတားရောဟောအထက်မှာတရားရောက်ရှိနေတဲ့တူတယ်အထက်မှာဟောအတန်ကြားနေရတယ်ဥမာ အထဲမှာဥပမာတခိုးဝင်လို့ပဲဖြစ်ဒါမှမဟုတ်ရှင်သူများရင်သွားမဲအောင်ပေါ့အထဲမှာလူရှိမရှိပေါ့လေနားဆင်လိုက်တဲ့ခါမှာအော်အာနဲ့လူကယဉ်ငုံကတယ်ဟောအထဲမှာတယောက်ယောက်ရှိတယ်နဲ့တူတယ်ဆိုပြီးတော့အဲ့လိုမျိုးခံမှန်းပြီးတော့ပြောတာဖြစ်ပါလေရှင်အဲ့တော့ဣတာအော့တာနဲ့ဆိုရင်ပါလေနုံကောကတာကိုတောင်းပါလေရှင်နောက်တစ်ခါကျတော့ adjective နဲ့ပေါင်းမယ်။ nil um go gata အတော့အတပိုင်းပါလေ um go gata ကိုတုံးပြီးတော့အတမပိုင်းနော်။ nata go gata ကိုတုံးမှဖြစ်ပါလေရှင်။ 노란색 옷이 더 예쁜 것 같아요. 어와요 애니가 보라래 루테네. 너와요애니가 어, 보라래 루테네. 대야가 갑자기 뭐가 뒤와요 니네 뒤와 애니네 배하 보라래 미래가마. 나 그거 지랄에 가마 꼬미 말어. 노란색 옷이 더 예쁜 것 같아요. 음, 와요애니가 보라래 루테네. 나 호비 어, 삼성폰보다 아이폰이 더 비싼 것 같아요. Samsung phone tab b o iPhone ga de po se ji de lo tin ne. No? A lo tro na khu wo ji bi lo a po se ji de lo tin ne so lo pya la. No? Samsung phone boda iPhone ni tho bisan ga ga ta yo. Ne. Aru ka ja lo now plus in ga ga ta. No? A lo now plus in ga ga ta ba le. Ji ji ya ao. No? 교복이 있는 걸 보니까 학생인 것 같아요. 교복과 발에 정우성 변화 있는 거 보니까 정우성 신이라고 지진 앞에 뭐래 학생인 것 같아요. 정답이 매트네. 나 정답이 매트네. 알과자로 어, 옷차림을 보니까 은행원인 것 같아요. 나 회사 선생님 뭐지 알아라 방문단피 매트네. 나 또야 사생님 뭐지 비라 아다 어, 방문단피 매수로 간만나 나 옷차림을 보니까 은행원인 것 같아요. 네. ဲ့တော့ဒါတက်နဲ့အဆုံးတက်တယ်ပေါ့လေကရိယာတွေ adjective တွေရှိမယ်အဲ့ဒီဟာတွေဆိုလို့ရှိရင်ဘယ်လိုမျိုးအပြောင်းအလဲတွေရှိမလဲဆိုတာကိုချွင်းချက်နေနဲ့မှတ်ထားပေးပါရှင်ဒါတက်နဲ့အဆုံးတက်တဲ့ဟာဆိုလို့ရှိရင်ပေါ့လေဒါတက်အတက်ကိုပေါ့ဒါဆိုတဲ့အတက်ကိုလုံးဝဖြောက်ဖြစ်ပြီးတော့သူ့ရဲ့ဆိုင်ရာပုံသင်နီ plus got ကတ်တာဆိုပြီးတော့သုံးပြရမှာဖြစ်ပါတယ်ရှင်ဥမာဝါကြလေးကြည့်ကြည့်ပါမယ်နော်ဒူဆာဒမီဆောရောအာနန်ကတ်တာယောဒီမှာကအာနန်ကတ်တာတိတယ်ဆိုတဲ့ ကရိယာကြတော့အော်အာလ်တာဆိုတဲ့ကရိယာဖြစ်တယ်အဲဒါကြောင့်မို့လို့ရာတတ်နေဆုံးတဲ့အတွက်ကြောင့်မို့လို့ရာတကိုလုံးဝဖြောက်လိုက်မယ်အာလ်တာဆိုတာကရိယာ verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့ verb ရဲ့ပုံစံနည်းငင်္ဂခတ်တယ်ဆိုတဲ့ဟာလေးကိုတရားလေးကိုသုံးပြမှာဖြစ်ပါတယ်အဲ့တော့ဒူဆာရမီစောရိုအာနင်္ဂခတ်တယ်သူတို့နဲ့ရောတရားနဲ့တရားတည်တယ်နဲ့တူတယ်နော်ဟုတ်ပြီနောက်ထပ်စာကြောင်းလေးကကြတော့ချစ်ချော့မန်ဒင်းင္ကခတ်တယ်အော်ကိုယ်တိုင်လောက်တာနဲ့တူတယ် 코라인 lout de so kha ja mandul ta ga pyu lout da ai ma le ra tat phin ne chaung ra tat long wa phyaw me tu wa va phit de da chaung mo lo ngung go khata yo go tong bi ya ma phit par le chit c h mandun ngung go khata yo naw so de khu ja do milk tea ga nomu dan go khata yo a di ma ja do dal ta so de chho de so de adjective le go tong da le adjective ga အသက်ပိုင်တစ်မျိုးအသက်မပိုင်တစ်မျိုးအဲ့တော့ဒါရတာကရတက်ပြောက်သွားတဲ့ကြောင့်မလို့အသက်မပါဘူးလို့ယူဆမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့နာတဝင်သွားပြီးတော့ dan ko ka ta yo ဆိုတော့တုံးထားတာဖြစ်ပါတယ်ရှင် milk tea ဆိုတာကဂျာတော့ဘာမှလို့ဆိုရင်တော့လက်ဖက်ရည်ပေါ့နော်အဲ့တော့လက်ဖက်ရည်ကိုလက်ဖက်ရည်ကတဲ့နော်မူအရန် dan ko ka ta yo ချိုးရလို့ထင်တယ်နော်ဟုတ်ပြီဆက်ကြည့်အောင်โอเคအားလုံးစုပြီးတော့ကျွန်မပြောကြည့်ရမယ်ဆိုလို့ရှင်နော် air in ita 나 시도 이 자식의 술에 대배야바래 통화를 오래 하는 걸 보니까 애인이 있는 것 같아요. 응, 통화서 바래 통별지 통별하고 오래 자지 하는 걸 보니까 나폰 자지 변이라지 알아 애인이 있는 것 같아요. 어, 바래 시도 시련에 두래 시도 또 이자 시에 자폰 자지 변이 변다 시자래 에르장몰로 이러면 카마미로 변소라피 바래 나 사장래 자로 가다 병원에 가는 것 같아요. အဲ့တော့ဆေးရုံသွားတာနဲ့တူတယ်အဲ့လိုပြောတယ်ပေါ့အဲ့တော့အစောကတဲရောက်ကပေါ့ဟာငါဘိုင်းအောင်နဲ့ဘာဖြစ်လဲများဖြစ်လဲဆိုတော့အဲ့လိုမျိုးပြောတယ်ပေါ့အဲ့နေထားမှာအခုထွက်သွားတာကိုတွေ့တဲ့ခါကျတော့အော်ဂျုံဝင်တဲ့ခါတော့ဒါရောဆေးရုံသွားတာနဲ့တူလဲဆိုတော့ပြောတာဖြစ်ပါတယ်ဟုတ်ပြီမော့တာမော့တာစားတယ် 그 돼지고기를 먹지 않는 것 같아요. 그 왔다오 마사분의 둘에 왔다 마사분의 둘에 뭐 돼지고기를 먹지 않는 것 같아요. 같아요. 그래서 또 말하시 나르고 아니다 아니다 부두의 산진발에 이다의 산진발 피발에 말로 시마 나온의 발변할에 인것 같아서 그래서 동칸할에 알자물로 이다 인것 같아의 산진발발에 아는 것 같아. 어떤 비한 마치 바르시 선생님이 아는 것 같아요. 세엄 호분의 둘에 나비 나스 타장리자는 취하다. 그래 취하다 하자라 무라 변어. 그래서 무라 이제 무라 묘변어. 뭐. 취하는 것 같으니까 그만 집에 들어가자. 어 문에 비네 둘에 디다 왜 대략 내왜 앵기하자고소변 취하는 것 같으니까 그만 집에 들어가자. 허비드 같은 비법이 아니면 통화를 오래 하는 걸 보니까. 애인이 있는 것 같아요. 병원에 가는 것 같아요. 돼지고기를 먹지 않는 것 같아요. 선생님이 아는것 같아요. 취하는 거 보니, 아, 취하는, 취하는 것 같으니까 그만 집에 들어가자. 에, 디니리랑야레 드라리아자로, 어, 좋아요리, 50, 에지티티, 아, 나오니네, 드래비러, 동네, 러시 프레센스 보리, 프레센스, ပရက်ဆာလက်ရှိအနေထားပြည့်စုံပါအနေထားကိုခန့်မှန်းပြီးပြောဆိုတဲ့တရားလေးပဲဖြစ်ပါတယ်ရှင်။ဟုတ်ပါပြီ။ကျမရဲ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။နောက်ဗီဒီယိုကြောင့်မှပြန်လည်တွေ့ဆုံပါမယ်။ Bye bye ။